စမ်းမယ်။တက်ကြုတ်ကြီးဒီနေ့ရုံရွှဲပြက်စီးနေတဲ့ဂွေးဥပုံရောင်းခန်းထဲမှာသူ့ရဲ့လက်အောက်ငယ်သားတွေနဲ့အစည်းအဝေးလုပ်ကြတယ်။အဲ့ဒီမှာသူဘာပြောသွားလဲဆိုတော့၄နှစ်ကျော်ကာလအတွင်းနိုင်ငံကိုမျက်လက်ပြသလိုမျိုးတိုးတက်အောင်မြင်လာအောင်လုပ်ပြနိုင်ခဲ့တာဟာလိုအပ်ချက်ရဲ့လို့ကြီးကြီးမားမားသူ့မှာမရှိချောင်းတကယ်တော့ဂျိုတာဖြောင်းမတ်မှုတည်တာသူ့ရဲ့အားသာချက်ဖြစ်ကြောင်းအဲဒီတွဲဆောင်စီဝေးပွဲမှာဖွင့်ဟဝန်ခံလိုက်ပါတယ် တခုတော့သူပြောသွားတယ်ဗျအစိုးရကောင်းတလောက်ပြည်သူတွေမလိုက်လာရင်တော့အလကားပဲတဲ့ကဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်းအစိုးရထိုင်ကတော့ရိုးသားဖြောက်မှတ်ဖို့ရှိဖို့လိုတယ်တဲ့အခုဆိုရင်ငလင်ဘေးပဲဖြစ်ဖြစ်ရေဘေးပဲဖြစ်ဖြစ်ဘယ်လိုတဘာဝဘေးအန္တရာယ်နဲ့ပဲကြုံရကြုံရသူအကောင်းဆုံးလုပ်နိုင်ခဲ့တာဟာသူ့ရဲ့ရိုးသားဖြောက်မှတ်မှုကြောင့်ပဲတဲ့နောက်ပြီးသူကပြည်သူတွေကို message တစ်စောင်ပေးခဲ့တယ် ဘာမက်ဆေ့ချ်လဲဆိုတော့အသက်ရှင်ကျင်လားအေးအေးချမ်းချမ်းနေကျင်လားရွာမီးရှို့တာရက်ပီးစေကျင်လားအကျန်းဖက်တာမကြိုက်ဘူးလားရွာတွေမြို့တွေလူတွေပေါ်ခရီးကြောင်းကစေတီတွေပေါ်ဘုံကျဲတာကိုရက်ပီးစေကျင်လားအခုလို့အိုးတွေအိမ်တွေပြစ်ပြီးပြေးရတာကိုပြောရလားဓာတွေကိုလုံးဝမကြိုက်ဘူးဆိုရင်တော့ပြည်သူလူထုအနေနဲ့လောက်ရမှာတခုတည်းပဲတဲ့ပါလဲဆိုတော့တက်မတော်ကိုထောက်ခံပါ ဒါလေးပါပဲတခါတလေမှာ ပြည်သူတွေဟာအရန်လွယ်တဲ့အရာလေးတစ်ခုကိုဘဝအပြည့်ခံပြီးဘာလို့ခက်ခဲအောင်လုပ်နေကြတာလဲဆိုတာတက်ချုပ်ကြီးဘလို့မှနားမလည်ဘူးတွင်အမှန်တွေတင်ဆက်ပေးနေတယ်